ကရုပ်ရှင်တွေပါကြတော့တယ်မနိုင်ပြောရင်မိုးတရုပ်ဆောင်လို့ရှိရင်မိုးမဆောင်တတ်တော့ဘူးအဲ့ဒါလေးတွေကတော့ကျူးလို့ကျူးစားမှာပါတော့လာကန်းလန်းရင်လည်းမိုးလုံနိုင်မယ်လို့ကိုကိုကိုယုံကြည်ရဲ့အရာမျိုးဆိုလို့ရှိရင်တော့မိုးလက်ခံပြီးလက်ခံမှာပါတော့အခွင့်ရလာရဲ့ကျူးစားမဲ့အချိန်နေ ကြောင်းခံလာတယ်ဆိုလို့ရှိရင်တော့ဘယ်လိုပဲစူးစမ်းမဲ့တောင်းပြန်ကိုတောင်းဝင်မဲ့ဆိုတော့အဲ့လိုအခြေအနေမျိုးရောက်လာရင်တော့မိုးကအကောင်းဆုံးစူးစမ်းတောင်းပါပါမိုးနဲ့လိုက်မဲ့ကာရက်တာပေါ့နော်အဲ့လိုကိုနဲ့လှုပ်တူတူတွဲလှုပ်ချင်တဲ့သူတွေရဲ့အကြိုက်ပေါ်မှာလည်းမူတည်ရပါပေါ့နော်အဲ့လိုမျိုးလေးရှိလာခဲ့ရင်တော့လည်းမိုးလွတ်လွတ်စပယ်တော့မလုပ်ပါဘူးကိုကိုစမ်းညာစမ်းရှိသလောက်အကောင်းဆုံးစူးစမ်းပါပါဘယ်လိုကိုမဆိုတတ်မှုလည်းထားပါရဲ့ဟုတ် ဟုတ်ကဲ့ပါမမိုးရောကဒါမြစ်တိုင်းနေ့တိုင်းပေါ့နော်မိုးမမဟုတ်ပါဘူးကျန်တဲ့ဒီ former queen တွေအကုန်လုံးလည်းဒီလိုပြိုင်ပွဲဝင်နေမြင်နိုင်ပြိုင်ပွဲတွေမြင်နိုင်စိတ်ခံစားချက်တွေကကိုပြိုင်ခဲ့တော့က feeling အတိုင်းအောင်အားလုံးကရင်ကုန်စိတ်လှုပ်ရှားစားနဲ့ပြန်ခံစားရပါတယ်မိုးမိုးကမှာတော့ miss universe ကိုပြိုင်မယ်လို့စပြီးတော့အသွေးဝင်လာတဲ့အချိန်ကနေပြိုင်ပွဲပြီးဆုံးသွားပြီးအထိဒီနေ့ဒီချိန်ထိပေါ့နော်ပြိုင်ခဲ့ရတဲ့ခြေလမ်းတိုင်းဖြစ်ပါခဲ့ရတဲ့နေ့ရက်တိုင်းကတော့မိုးဘွားမှာအမတ်တရားတွေမတူညီတဲ့အမတ်တရားတွေမျိုးစုံနဲ့ ခက်တန်ငယ်တဲ့အမှတ်ရတွေပါပဲရှင်။ဒါကတော့နေရာတိုင်းမှာခက်ခဲရတော့ရှိပါရဲ့။ဒါပေမဲ့အကောင်းဆုံးလဲကျူစားပြောကြော်ဖြတ်ရမှာပေါ့နော်။ကြောက်တယ်။ချစ်လဲချစ်လဲကြောက်လဲကြောက်ပါရဲ့မော။မကဘာပြောလဲဆိုရင်အော်ပြိုင်မွဲတော့ကတော့ပြိုင်မွဲအကြောင်းနေပေါ့နော်။မပြီးွားတော့လည်းလိုပါပဲမိသားစုတွေလိုဖြစ်သွားရဲ။ဥပမာပါပဲဟိုတမီးတမီးကိုတမီးရေကိုဆက်ဆံတယ်လို့ပဲအာစားနေသွားမယ်အဲ့လောက်ပါပဲဟိုမျိုးရေမို့လို့အလုပ်တွေနဲ့ပါလည်းမရှိတော့တဲ့ခါကျတော့ ဟုတ်ပါကဘာပါပဲဟုတ်ဟုတ်ကဲ့ပါဒီနေ့ crown လေးကိုမြင်တော့လေမိုးနေ့တုန်းကလည်းဒီရွှေရောင်နဲ့ဒီအပြာပလဲစုံနေအခု crown လေးကလည်းအရန်ကိုလာတယ်ပြီးတော့အပြည့်ဆိုတော့ပပတ်လေအပြည့်ဆိုတော့အဲ့ crown လေးကိုမြင်တဲ့အချိန်မှာမိုး crown လေးကိုလည်းအော်လို့ငါ crown လေးနဲ့ပုံစံတူတယ်လို့ရွှေရောင်လေးအဲ့လိုအပြည့်လေးနဲ့ဆိုတော်တော်လာပါတယ်ဒီနေ့ crown ဆောင်ခွင့်ရမယ်ညီမလေးတွေလည်းအရန်ကန်ကောင်းပါတယ်ဟုတ်ဟုတ်တယ်မောင်ကတော်တော်လာတယ်ဒီဇိုင်းတွေရော quality လေးမိုင်ပါတော့မိုးကကြတော့လေဒါမိုး ဟိုမေဖြစ်ချင်တဲ့အိမ်မရှိလို့ကိုစူးစားခဲ့ရပေါ့နော်အာပိုင်တိုင်ဝဲပြီးသွားတဲ့နောက်ပိုင်းမှာလည်းလူပညာလှူရှာမှုနေနဲ့မဖော်ပဲလို့လဲဆိုရင်ဟိုတပ်ပုံတွေရိုက်တယ်ရှိုးပွဲတွေရှောက်တယ်တော့ကိုအလုံးနဲ့ကိုလုပ်ခဲ့တဲ့အလုံးနဲ့ဆက်ဆက်တဲ့အလုပ်တွေရတယ်ဒါတွေပဲရှိရဆိုတယ်ပြီးတော့မိုးကရုပ်ရှင်တွေပါကြောက်ရတယ်မနိုင်ပြောရင်မိုးတရုပ်ဆောင်လို့ရှိရင်မိုးမဆောင်တတ်တော့ဘူးအဲ့လိုဆိုတော့ အဲ့ဒါလေးတွေကတော့အကျိုးတော့စ조사မှာပေါ့နော်ဒါပေမဲ့တချင်းဆိုတာတော့မူဝါဒနာဆိုတော့အဲ့ဒါလေးကိုတော့မူဝါဆက်ပြီးတော့ကိုဥပညာလမ်းကြောင်းမှာရှောင်မဲ့နောက်ထပ်ခြေလမ်းတင်းနဲ့ပန်းနိုင်တဲ့တခုပေါ့နော်အဲ့ဒါလေးကိုလည်း조사သွားမှာပါဟုတ်တယ်ကိုမဖြစ်ချင်အောင်ဆိုတာလည်းခွင့်ရရလာခဲ့လို့ရှိရင်တော့အကောင်းဆုံး조사သွားမှာပါဒါပေမဲ့လည်းကိုရဲ့ဝါဒနာက ။တရုတ်ဆောင်ထက်ဆိုင်အဆိုဘက်ကဝါသနာပါဆိုတော့အဲ့ဘက်ကတော့ပို့ပြီးတော့အားထည့်ပြီးကြိုးစားပေါင်းပါပါ။အစမ်းသဘုတ်တော့လုပ်ထားရဲကိုဒါပေမဲ့နောက်ထပ်လုပ်နိုင်ဖို့လည်းအများကြီးကြိုးစားနေပါရဲ့။ဟုတ်ကဲ့ပါကိုလာကန်းလန်းရင်လည်းမိုးလုပ်နိုင်မယ်လို့ကိုကိုကိုယုံကြည်ရဲ့အရာမျိုးဆိုလို့ရှိရင်တော့မိုးလက်ခံမိလက်ခံပါပေါ့နော်။လက်ခံပြီးတဲ့အပေါ်မှာလည်းအကောင်းဆုံးကြိုးစားသွားမှာပါ။ဟုတ်အာအလုပ်ဆိုတာကိုဝါသနာပါတာလည်းရှိမယ်ပြီးတော့ဟိုအခွင့်ခါတင်းလို့စူးစမ်းခွင့်ရလို့စူးစမ်းရမယ့်အချိန်ကြီးအချိန်ခါလည်းရှိရပါတော့။အာမိုးလည်းဒီလိုပါပဲ ဟိုအခွင့်အရေးရလာတဲ့စူးစမ်းမဲ့အချိန်နေကြောင်းခံလာရဲဆိုလို့ရှိရင်တော့ဘလိုဖြစ်စူးစမ်းမဲ့တောင်းပြန်ကိုတောင်းဝင်မဲ့ဆိုတော့အဲ့လိုအချိန်နေမျိုးရောက်လာရင်တော့ဘူးအကောင်းဆုံးစူးစမ်းတောင်းပါပါဟုတ်ကဲ့ပါအမအဲ့ဒါတော့လေမသိရသေးဘူးဖိုင်နေရလေဘလိုပုံစံမျိုးလေးနဲ့ပါဝင်ခွင့်ရမလဲဆိုတော့မိုးရိုကိုတိုင်းကလည်းရင်ခုန်ဆောင်နဲ့စောင့်နေပါရဲ့အဲ့လိုပါဝင်ခွင့်ရတိုင်းလဲဝမ်းသာတယ်ပီတိလည်းဖြစ်တယ်သာကိုရှောင်းနေတဲ့လမ်းကြောင်းဒီအလုံးနဲ့ပတ်သက်ပြီးတော့လှုပ်ရတဲ့အပေါ်မှာကိုကိုကိုအမြဲတမ်းဂုဏ်ယူမဆုံးဖြစ်ရပါတယ် ဟုတ်အမတ်တရတွေကတော့ညစ်တိုင်းပါပဲဟုတ်မိုးနဲ့လိုက်မဲ့ character ပေါ့နော်အဲ့လိုရှိလို့ဒါလည်းအာအဲ့လိုကိုနဲ့လို့သူတို့တွဲလို့ရှင်တဲ့သူတွေရဲ့အကြိုက်ပေါ်မှာလည်းမူတည်ရပါပေါ့နော်အဲ့လိုမျိုးလေးရှိလာခဲ့ရင်တော့လည်းမိုးလွတ်လွတ်စပယ်တော့မလုပ်ပါဘူးကိုကိုစမ်းညာဆိုရှိသလောက်အကောင်းဆုံးကြိုးစားမှာပါဘယ်လို့ကိုမဆိုတမ်းမိုးလည်းထားပါရဲ့ဟုတ်အာဇာလီမိုးဆိုတာပေါ့နော်ဒီရက်ဒီချိန်ထိဒီလိုမျိုးစကားပြောနိုင်မှုဆိုတာချစ်တဲ့ခင်နဲ့အားပေးတဲ့သူတွေရှိမှ နေလို့ရတဲ့နေရာတစ်ခုပေါ့နော်မိုးပေါ်မှာအမြဲတမ်းမမမမနဲ့အားပေးချစ်ခင်ပြီးတော့ရက်တည်ပေးခဲ့ကြတဲ့ဦးချရတဲ့သူအားလုံးကိုမော်ဒီနေရာကနေကျေးဇူးများကြီးတင်ပါတယ်ရှင်